အလုံးမင်္ဂလာပါ။ The Great Vasila ထဲရောမှပြန်လည်ဆွဆူလိုက်ပါရယ်။အခုကြည့်ပေးမယ့် pick up ပိုင်း reading ကတော့လူတွေတဲ့ကိုဘယ်လိုမြင်နေကြလဲဆိုတဲ့ကောင်းတဲ့နဲ့ကြည့်ပေးမှဖြစ်ပါရယ်။အဲ့တော့ပြီးထားတဲ့ပုံလေး၃ပုံလေးကနှစ်သက်အပုံလေး၃ပုံကိုရွှေ့ချထားပါ။ okay ဒါဆိုရင်ဖိုင်ရွတ်ပြီးလာပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြန်လို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုနေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပိုင်းလေးကိုရွေးထားတဲ့ဖိုင်ဝမ်းလေးတွေနင်းစီပန်းလေးနော်ဒီအလင်းရောင်ကြောင့်နီနီလေးကအချော့လေးဖြစ်နေအေးဖိုင်ဝမ်းလေးတွေကိုလူတွေကဘယ်လိုမြင်နေကြလဲကြည့်ကြကြရအောင် 嗯。Mm hmm. ဲ့တော့လူတွေကတင့်ကိုဘယ်လိုမြင်နေကြလဲဖိုင်ဝမ်းလေးတွေလူတွေကတင့်ကိုမြင်တဲ့ပုံစံအရောပေါ့နော်ဘယ်လိုပြောမလဲဆိုရင်တင်ကဒါလူတွေကဘယ်လိုတင့်ကိုမြင်နေကြလဲဆိုတော့ဒီ reading ကိုဖတ်တဲ့အချိန်မှာရှိတဲ့အတွေ့အမြင်ကိုပဲယူပါနော်အမြဲတမ်းတော့ဟုတ်ချင်မှာဟုတ်မယ်နော်အဲ့တော့အခုအချိန်မှာကိုမြင်တာတင်ကတန်လျာတွေများနေတယ်နော်တင်ရဲ့စိတ်ထဲမှာလူတွေပေါ်ပေါ့နော်အမြင်တွေမကြည်လင်ဘူး မရှိမရှင်ဖြစ်နေတာမျိုးစိတ်ထဲမှာရှိနေမယ်။ဒါမဲ့လို့အဲဒီမရှိမရှင်ဖြစ်နေတဲ့အရာတွေကိုရှင်းလင်းနေတဲ့ပုံစံမျိုးနဲ့ပေါ့နော်။တင်ရအပြင်မှာအသွင်ဆောင်ထားတယ်။တင်ရပုံစံကအပြင်ကကြည့်လိုက်လို့ရှင်တော့အေးချမ်းနေတဲ့ပုံစံမျိုးမြင်ရတယ်နော်။အဲ့လိုပုံစံမျိုးပြောတာ။အပြင်ကကြည့်လို့ရှင်တော့အာလူကအေးဆေးနေတယ်တည်ငြိမ်နေတယ်အေးချမ်းနေတယ်လို့ထင်ရပေမဲ့ဒါမှတင်သည်ပေါ့နော်။ ဟိုအဲ့လိုမျိုးဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးရှိနေတာကတင့်ရဲ့အတွင်းထဲမှာကဖြစ်နေတတ်တဲ့ပုံစံကိုတို့မြင်တာကတင်းဒီလူတွေပေါ်မှာအမြင်မကြည်လင်တာတွေရှိနေတယ်တန်တရာတွေရှိနေတယ်ပေါ့နော်အဲ့လိုစိတ်နဲ့တင်အသက်ရှင်နေလိမ့်မယ်လို့လူတွေကတင့်ကိုမြင်နေတယ်နောက်တစ်ခါပါလဲဆိုတော့တင်လက်ရှိမှာပေါ့နော်တင့်ကိုတင်အတွက်အလှဆင်မဲ့ဒါမင်းကလေးဆိုလဲအဲအလှဆင်ပစ္စည်းတွေဝယ်တာမျိုးပေါ့နော်အဲ့လိုကိုကိုကိုအစင်တစားစင်ရင်နဲ့ cosmetic တွေပဲဖြစ်ဖြစ်အဝတ်အစားတွေပဲဖြစ်ဖြစ် design တွေပဲဖြစ်ဖြစ်သင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေးလာနေမယ်လိုက်စားနေလိမ့်မယ်အဲ့လိုအပိုင်းတွေပေါ့နော်ဥမာ beauty salon တွေလည်းသွားမယ်သပင်အာညံမယ်ကောက်မယ်ဖြောင်းမယ်ခေါင်းလျှော်မယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်မယ်ပြောမယ်ဆိုလို့ရှင်တော့ဒီကာလထဲမှာတင်ရတင့်ကိုတင်ပေါ့နော်အရင်တော့ငါထပ်စားလို့ရှင်အရင်ကတော့တင်ဘလို့ပဲနေနေအခုမြင်တဲ့ပုံစံကနည်းနည်းလေးအလှ အပကြိုက်လာတယ်လို့လူတွေကမြင်နေတာမျိုးရှိတယ်ပေါ့နော်။ယောက်ျားလေးဆိုလည်းအဲ့လိုပဲပေါ့နော်။ပစ္စည်းအကောင်းကအကောင်းစားလေးတွေဝယ်သုံးချင်တယ်။ပစ္စည်းအကောင်းစားလေးတွေဝယ်သုံးချင်တယ်။အဲ့ဘရန်ဒ်ပစ္စည်းလေးတွေဝယ်ချင်နေတယ်။ ဝယ်ဖို့လဲစူးစားတယ်ဝယ်လဲဝယ်ပြီးတော့ဗောနော်စူးစားနေတဲ့သူဖြစ်လိမ့်မယ်လို့မြင်တယ်ဗောနော်သူတို့ကအဲ့လို မြင်မြင်နေနောက်တစ်ခုကဘာမြင်တည်းလဲဆိုဗောနော်အတင်ကဗောနော်အရင်တော့ကတော့တင်မလို့ပဲဖြစ်ဖြစ်အခုချိန်မှာဗောနော်တင်သည်အမိသားစုနဲ့ပေါ့နော်စီစီယုံနေရတာကို ပို့ပြီးတော့သဘောကျတဲ့သူမျိုးဖြစ်လိမ့်မယ်မိသားစုဝင်နေနေပေါ့နော်မကြခဏစားပွဲတောက်ပွဲတွေလှုပ်ပြီးတော့ပြောရွှေရွှေစီစီလုံးလုံးနေချင်နေတဲ့ပုံစံမျိုးရှိတယ်မိသားစုကိုပေါ့နော်ခါတိုင်းထပ်ပို့ပြီးတော့တွေ့တာနေတဲ့ပုံစံမျိုးရှိလိမ့်မယ်လို့သူတို့ကမြင်နေနော်အဲ့လိုပုံစံမျိုးနောက်တစ်ခုသင်ပေါ့နော်သင်ရဲ့ life မှာဒီအောင်မြင်မှုတစ်ခုခုနဲ့ပတ်သက်ပြီးတော့သင်မျှော်လင့်နေတယ်နော်အဝေးရလာတဲ့ တရင်စကားဖြစ်စီပေါ့နော်ကိုရဲ့လက်ရှိမှာဖြည့်ဆိုထားတဲ့စာမုပ်ဝဲဖြစ်စီအင်တာဗျူးဖြစ်စီနော်အဲ့လိုမျိုး ကိုစူးစမ်းနေတဲ့အရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့တင်ကဘာလုပ်နေလဲဆိုတော့ခုနလိုပေါ့နော်မျော်လင့်နေတယ်နော်နားဆွနေတယ်တင်အတင်းအောင်မြင်ချောင်းမင်္ဂလာစကားကိုတင် နားဆွင့်နေတယ်နားဆွင့်နေတဲ့သူမျိုးဖြစ်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်တင်တစ်ခုခုကိုအောင်မြင်ချင်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလူတွေကမြင်တယ်တင်အောင်မြင်ချင်နေတယ်လက်ရှိမှာတင်ရပေါ့နော်ဘလောက်ထိတောင်မှပဲတင်ရဲ့ self လာတင်ကိုတင်ပေါ့နော်ဒီကာလမှာအရန်ကိုဂယုဆိုင်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့သူတို့ကမြင်တယ်ဘာဖြစ်လို့လဲဆိုတော့တင်သီးတဲ့ပတ်ဝန်းကျင်ကပြောတယ်စကားတွေဖြစ်စီအတင်းဖြစ်နေဖြစ်စီပေါ့နော်ဒါတွေကိုတင့်ရဲ့စိတ်ထဲမှာအာယုံမထားဘူးဆိုတဲ့ပုံစံမျိုး တို့မြင်နေတာမျိုးရှိတယ်နော်အဲ့ဒါမျိုးရှိတယ်သင်ကအခုချိန်မှာသင်ဘဝတိုးတက်ဖို့အတွက်ပေါ့နော်အာယုံထဲမှာဒီဇိုင်းမမတ်ရှိနေတဲ့သူမျိုးဖြစ်လိမ့်မယ်လို့တို့မြင်ထားတာရှိတယ်နောက်တစ်ခုသင်လက်ရှိမှာပေါ့နော်သင်သင်ကိုပေါ့နော်ဒါငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းစီစဉ်ဥစားပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းသင်ကပေါ့နော်ကြာဆုံးနေတဲ့သူမျိုးမဟုတ်တော့ဘူးလို့တို့မြင်တယ် နော်တင်တိုးတက်ရင်တိုးတက်နေလိမ့်မယ်ဒါမှမဟုတ်တင်အရင်တော့ငါလှုပ်ထားတဲ့စီးပွားရေးတွေဖြစ်ဖြစ်ပေါ့နော်လက်ရှိလှုပ်နေတဲ့စီးပွားရေးတွေကပဲဖြစ်ဖြစ်တင်မြ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 ကလေးပေါ့နော်အတက်နိုင်ဆုံးတင်အတွက်ဖူလုံအောင်နည်းနည်းလေးဖူလုံတာထပ်ပို့ပြီးတော့ပေါ့နော်ပေါ်ပေါ်မြမြလေးတင်ရရှိနိုင်မယ်အနေထားမျိုးရှိလိမ့်မယ်လို့လူတွေကအဲ့လိုမျိုးလေးမြင်တာမျိုးရှိတယ်တင်လားပြောမယ်ဆိုလို့ရှင်တင်နည်းနည်းပေါ့နော်အဆင်မပြေရဲ့သူလို့မြင်တာမဟုတ်ဘူးတင်လက်ရှိမှာအဆင်ပြေနေတယ်တင်နည်းနည်းရေရှမ်းနေတယ်လို့ မြင်ထားတာမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်နောက်တစ်ခုပါလဲဆိုလို့ရှိရင်သင်လန်းရှိမှာပေါ့နော်ပုံမှန်ထပ်ပို့ပြီးတော့ဘာသာရေးကိုနည်းနည်းလေးစိတ်ဝင်စားနေတယ်လို့လည်းမြင်ကြတယ်เนาะလူတွေကအရင်တော့ဆိုလို့ရှိရင်ဘာသာရေးလုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေပေါ့เนาะဒီကာလတွေမှာဘာသာရေးကိုနည်းနည်းလေးဖိဖိစီစီပေါ့เนาะလုံလုံနေတဲ့အနေအထားမျိုးရှိလိမ့်မယ်လို့လူတွေကမြင်တယ်အဲ့လိုသဘောမျိုးလေးရှိနေတယ်တိလားเนาะအဲ့ဒါမျိုးလေးတွေ့ရပါတယ် အဲ့ဒါကိုတင်မောနော်လက်ရှိမှာအာရွှေငွေလက်ဝတ်ရတနာစသဖြင့်မောနော်အဲ့လိုပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လေတချို့ဆိုလို့ရှိရင်အဲ့ဒီအပိုင်းနေစိတ်ဝင်စားနဲ့လေးလာနေတာမျိုးပေါ့နော်ဝယ်ယူစုဆောင်နေတာမျိုးလှုပ်လိမ့်မယ်လို့လည်းလှုပ်နေလိမ့်မယ်လို့လည်းပေါ့နော်လူတွေကလှုပ်နေတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့လည်းတင့်ကိုမြင်ထားတယ်နော်အဲ့လိုပုံစံမျိုးရှိနေလိမ့်မယ်လို့လည်းမြင်ထားတာမျိုးတွေ့ရတယ်ပေါ့နော်

regarding ကိုဘယ်လိုမြင်ကြလဲဖိုင်တူလေးတွေကိုလူတွေကဘယ်လိုမြင်ကြလဲ ဖိုင်ထူးလေးတွေကို လူတွေကဘယ်လိုမြင်ကြလဲဆိုတော့တင်ရပေါ့နော်ပြောမယ်ဆိုရင်ဒါ ပညာရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့သူဆိုလို့ရှိရင်လည်းပေါ့နော်ပညာရက်တင်လေးလာနေတဲ့ပညာရက်နဲ့ပတ်သက်ပြီးတင်အရန်တော်နေတယ်အရန်တက်နေတယ်အရန်ကိုကျွမ်းကျင်နေတယ်တင်မှာပညာဘူးသူတာတွေအရန်ပြေဝနေတယ်လို့ပတ်ဝန်းကျင်ကမြင်တယ်နော်အဲ့လိုမြင်တယ်အကယ်၍တင်ခုပေါ့နော်အသက်မွေးဝမ်းကြောင်းနယ်ပယ်တစ်ခုခုမှရှိတယ်တင်နဲ့အတူတူပဲတခြားသောပညာရှင်တွေလည်းရှိတယ်အရေးချင်းတူတွေလည်းရှိရဲဆိုလို့ရှိရင်တင်ကသူတို့ထပ်ပူတာတယ်လို့မြင်တယ် လူတွေကเนาะတင့်မှာရှိတဲ့အရေးချင်းကတင့်ရဲ့ဒီ feed ထဲမှာရှိတဲ့တခြားလူတွေရဲ့အရေးချင်းနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်တင့်ရဲ့အရေးချင်းကပိုတာလိမ့်မယ်လို့လူတွေကမြင်တယ်เนาะဘာလို့လဲဆိုတော့တင့်သည်တင်တင်တက်မြောက်ထားတဲ့ဟိုတင်ညာရောနောက်တစ်ခါတင့်ရဲ့ဝမ်းတွင်းကလာတဲ့ပညာရောဒီနှစ်ခုစလုံးပေါင်းပြီးတော့ဗောနော်တင့်ရဲ့ဟိုကျွမ်းကျင်မှုကနည်းနည်းလေးဗောနော်ဘွဲ့လုံအစင်ပုံစံမျိုးလေးဖြစ်နေပြီအာဝါသနာရှင်အစင်လာမဟုတ်ဘူးเนาะ တဘာရင်နေတဲ့ပညာရှင်အဆင့်ပုံစံမျိုးတစ်မှာအရေးချင်းရှိနေတယ်လို့လူတွေကမြင်ထားတာမျိုးရှိတယ်နော်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်တင်ကဘယ်နေရာကိုပဲတော်တော်ပေါ့နော်ဘယ်နေရာမှာပဲထိုင်ထိုင်ဘယ်နေရာမှာပဲထထတင်အောင်လူတွေကယုံကြည်ကြလိမ့်မယ်နော်တင်ပြောတဲ့စကားတွေအတီဖြစ်လာမယ်လို့လူတွေကယုံကြည်ကြလိမ့်မယ်နော်တင်သည်လူတွေအပေါ်လွှမ်းမိုးနိုင်စွမ်းရှိလိမ့်မယ်အဲ့လိုပုံစံမျိုးမြင်ထားမျိုးရှိရဲ့တိလား လူတွေပေါ့ပေါ့နော်ကိုကဥမာကိုပြောလိုက်တဲ့စကားကသူတို့ကိုဆရာကြီးလုပ်တယ်ဆိုလို့ရှင်တော့လူတွေကအဲတော်တော်တတ်နေလားမသိဘူးဆရာလုပ်နေတယ်ဆရာမကြီးလုပ်နေတယ်ဆိုတဲ့ပုံစံမျိုး အမုံတရားနဲ့မမြင်ဘဲနဲ့ပေါ့နော်ကိုပြောလိုက်တဲ့စကားကိုနာခံခြင်းစိတ်လူတွေတခြားလူတွေဖြစ်ကြလိမ့်မယ်လို့เนาะတင့်ကိုပတ်ဝန်းကျင်ကမြင်တယ်เนาะအဲ့လိုမျိုးပေါ့တင့်ပြောလိုက်တဲ့တင့်ရဲ့နှုတ်ထွက်စကားကအော် तू ပြောတာတော့ဟုတ်လိမ့်မယ်ဟုတ်တယ်ဒီလိုမျိုးငါတို့လိုက်လို့ရမယ်ပေါ့နော်ပြောမယ်ဆိုတင့်ဒီလက်ရှိမှာအာနာဆက်နည်းနည်းတီမြဲနေတဲ့ပေါ့နော်အာနာရှင်ပုံစံမျိုးလိုမျိုးကိုယ့်ရဲ့ပေါ့နော်ဒီနှုတ်ကနေထွက်တဲ့နှုတ်မှုရေရာပိုင်းမှာတော်တော်လေးလဲပေါ့နော်အာနာအာနာကောင်းနေတဲ့ ပါဝါမျိုးရှိနေတယ်ဖုံးတခုပါဝါမျိုးရှိနေတယ်လို့လူတွေကတင့်ကိုမြင်ထားတာမျိုးရှိတယ်နော်ဒါမဲ့အဲနောက်တစ်ခုတင့်ကိုစိုးစိုးတဲ့ဘက်ပေါ့နော်ဒါ negative vibe နဲ့မြင်ထားတာတခုကဗာလဲဆိုတင်တီပေါ့နော်အယံကိုတီးခန့်တတ်တယ်နော်တီးခန့်နေဆိုတဲ့အစင်ဟာရိုးရိုးတီးခန့်တာမဟုတ်ဘူးဒါကြကြလို့ရှင်တင့်ဘက်ကပဲ့ပါသွားမဲ့တင်မတက်နိုင်တဲ့အခြေအနေတွေမှာတောင်မှပဲတင်ကပြောရမယ်ဆိုရင်လူတွေကို တိခံပေးတယ်အတတ်နိုင်ဆုံးပေါ့နော်အဲ့လိုဥမာမိသားစုဆိုလဲမိသားစုအတော်တွင်အတွင်းထဲမှာတင်လုံနိုင်တာထပ်ပို့ပြီးတော့မိသားစုအတွက်တင်ပို့လုတ်ပေးလိမ့်ရှိရယ်တင်အဆွမ်းဆောင်ပေးနိုင်တာထပ်တင်ပို့ပြီးတော့တင်ရလုတ်ပေးတယ်ပေါ့နော်တင်ပင်မရင်ပင်မမစီတင်ရဲ့စိတ်ခွန်အားလူခွန်အားပေါ့နော်ဒါအကုန်လုံးကာယညာနာအားကိုမိသားစုအတွက်ဖြစ်စီတခြားသောခုနှစ်ရသားသမီးအတွက်ဖြစ်စီ အများကြီးတင်တင်မှတ်ကနေလျှော့ပေးတယ်เนาะအဲ့လိုမျိုးဟိုတင်အတွက်ပေါ့เนาะထိခိုက်စေမဲ့ဆိုရင်တော့မှတင်မဲ့အနစ်နာခံလိုက်တယ်တင်မဲ့ဒုက္ခခံလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လူတွေကမြင်ထားတာမျိုးရှိတယ်ပေါ့เนาะဒါတင်အတွက်တော့သူတို့မကြိုက်တဲ့မကောင်းတဲ့အချက်ပေါ့တင်ကိုကိုကိုတင်ရထောင်ချောက်တဲ့သူများထောင်ချောက်တဲ့ဝင်တက်တဲ့သူမျိုးတော့ဖြစ်နေမှာဥမာခုနကလိုပြောသလိုပညာရဲ့နယ်ပယ်တစ်ခုမှမကျွမ်းကျင်လို့တော့မဟုတ်ဘူးဒါပေမဲ့လို့သူတို့ဘာအပေါ်မှာကိုချင်းစတရားတွေ เนาะအနစ်နာခံခြင်းနဲ့စိတ်တွေတနာတာတွေကျင်နာတာတွေချစ်ချင်းမြတ်တာတွေပေါ့เนาะဒီလိုမျိုးတွေမြင်ရတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်ဟိုက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 ျိုးနဲ့ပြန်တုတ်တက်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့တော့လူတွေကမြင်ထားတာမျိုးရှိတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့တင်ငါပေါ့နော် ပြောမယ်ဆိုရင် independent တော့ဖြစ်တယ်နော်ဘသူစီကမှာပေါ့နော်ငွေကြေးအရာဖြစ်စီပေါ့မိခုံမှုမရှိဘူးသူတစ်ပါးစီကအလွယ် ယူခြင်းစိတ်မရှိဘူးအချို့ချောင်ရခြင်းစိတ်မရှိဘူးကိုခုကိုအားနဲ့ကိုအားကိုကိုပြီးတော့စူးစားတတ်တဲ့စိတ်ရှိတယ်။ဘယ်အရာမှမဆိုကိုမသိဘူးဆိုရင် အလွယ်တကူသူများကိုအကူအညီမတောင်းမဲနဲ့ကိုဘာသာကိုစူးစားပြီးတော့ကိုကိုကိုရက်တည်ရယ်နော်။အဲ့လို confident မျိုးပေါ့နော်။ကိုကိုကိုယုံကြည်မှုကောင်းကောင်းရှိတဲ့သူတစ်ယောက်ဖြစ်တယ်။နော်ဒီလိုသင်ရဲ့စိတ်ကြောင့်ပဲသင်ရှိနေတဲ့နေရာတိုင်းမှာသင်သည် level အနည်းကနေနေရတဲ့သူမျိုး ဟုတ်မှာမဟုတ်ဘူး level အမြင့်ကနေသူများရဲ့အထက်ပေါ့နော် level အမြင့်ကနေနေရတဲ့သူမျိုးဖြစ်မယ်လူတွေကတင့်ကိုအော်ရှ िख ူးဥခတ်ရတဲ့ level တခုမှာနေရတဲ့သူမျိုးဖြစ်လိမ့်မယ်လို့သူတို့ကမြင်ထားတာမျိုးရှိတယ်နော်ဒါကြောင့်မလို့တင့်ဟာတဲ့တင့်ရဲ့အဲ့လိုအချိန်ဝါကြောင့်မို့လို့တင့်ရဲ့စိတ်စိတ်တတ်ပေါ့နော်ခုနကလို့ကောင်းမွန်ခြင်း မြင့်မြတ်ခြင်းရှိတဲ့သူလူသားတယောက်ဖြစ်လိမ့်မယ်လို့မြင်ထားတဲ့အတွက်တင်ရောက်ရှိတဲ့နေရာတိုင်းမှာတင်ဟာဘလို့ဝိစားမျိုးနဲ့ပဲရှိပါစေအာဖုံးရောင်ကန်ရောင်နဲ့ပေါ့နော်လှလှပပတောက်တောက်ပြောင်ပြောင်ရှိလိမ့်မယ်လို့နော်တင်ကသူများနဲ့မတူဘူးနင်တင်ရဲ့ဟိုအယောင်အစင်းကိုရောင်ကိုဝါကသူများတွေထက်လင်းလက်နေတယ်နော်အဲ့လိုပုံစံမျိုးသူတို့ဘက်ကမြင်ထားတာရှိတယ်နောက်တစ်ခုကပါလဲဆိုရင်တင်ကပေါ့နော် ဘယ်ရာကိုမဆိုးတဲ့ပုံမလင်းလင်းတိတ်ပြီးတော့မရှိတတ်ဘူးတဲ့နော်။တင့်ရဲ့ခံစားချက်တွေကို မျိုးသိပ်ထားတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့တင့်ကမြင်တယ်။တင်ကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်။အာတပားသူကို ဟိုအရန်ကြီးပေါ့နော်သူတစ်ပါးရဲ့ကိစ္စပါစင်းတဲ့ကိုအရန်ကြီးဝင်ရောက်ဆွတ်ဖတ်တတ်တဲ့သူမျိုးမဟုတ်ဘူးကိုယ့်ရဲ့ကိုယ့်ဘဝကိုယ်လမ်းချောင်းပေါ့နော်ကိုယ့်အကောအောင်မြင်မှုကိုပို့ပြီးတော့ဂယုစိုက်တက်ပြီးတော့ကိုယ့်အောင်မြင်မှုကိုယ့်ရဲ့လမ်းချောင်းပေါ့နော်အဲ့ဒါကိုပို့ပြီးတော့ဂယုစိုက်တက်ပြီးတော့သူတစ်ပါးတွေဘာလုပ်နေတာလဲဆိုတာကိုမနာလို့ဝင်တိုခြင်းမရှိဘဲနဲ့စိတ်ရှင်းတဲ့လူလူသားတစ်ယောက်ဖြစ်လိမ့်မယ်လို့လည်းမြင်တယ် နောက်တစ်ခုပေါ့နော်တင့်အတွက်မကောင်းတခြားသူအတွက်ကောင်းတဲ့အချက်လဲတင့်မှာရှိတယ်လို့သူတို့ကမြင်တယ်ဘယ်လိုမျိုးလဲဆိုတော့ခုနကပြောသလိုတင့်သူများတွေကို criticize မလုပ်ဘူးဝေဖန်တာတွေ သုံးသက်တာတွေမလုပ်ဘူးအပြစ်ဖို့တာတွေလည်းမလုပ်ဘူးเนาะတင့်ရဲ့စိတ်ထဲမှာရှိရဲ့ခံစားချက်ကိုတင့်ထဲမှာပဲထားတယ်ဘယ်ဥမမမျှဝေပေးဘူးเนาะအဲ့အတွက်ကြောင့်မလို့တင်ဟာသူတို့ဘာစီကိုအပူကူးဆက်ခြင်းမပြုတဲ့သူမျိုးဖြစ်လိမ့်မယ်လို့သူတို့ကမြင်ထားတယ်เนาะပြောမယ်ဆိုတင်သည်တရားမျှတခြင်းအပြည့်အဝရှိတဲ့သူမျိုးပေါ့เนาะကိုချင်းစာတရားရှိတဲ့သူမျိုးဖြစ်လိမ့်မယ်လို့သူတို့ကမြင်ထားတယ်နောက်တစ်ခုကဘာဘယ်ဘိုင်းမှာလဲဆိုတင့်ကိုတငယ်ချင်းပေါ့မယ်ပေါ့မှာเนาะ မိတ်ဆွေပေါင်းမဲ့ပေါင်းမှာဘလို့ပဲပေါင်းသည်ဖြစ်စေတင်ဟာအရှမ်းပေါ့နော်ပေါင်းလို့တင်လို့ကောင်းတဲ့သူမျိုးဖြစ်လိမ့်မယ်လို့လူတွေကမြင်ထားတယ်တင်မကနေပြီးတော့လူတွေအပေါ်မှာ hospitality ပေါ့နော်အရှမ်းအဝကြည်ပြောမှုရှိတယ်။တင်ကလောကကြည်တယ်။တင်မကနေပြီးတော့လူမှုရေးအရာဖြစ်စေတာဝန်ကြည်တယ်။ တင်မှာ relationship ရှိရရှိရဆိုရင်လို့ရှင်เนาะတင်ရ relationship အတွက်ပေါ့เนาะတင်ကချစ်သူကောင်းတယောက်ဖြစ်လိမ့်မယ်လို့တဲ့သူတို့ဘက်ကမြင်ထားတာမျိုးရှိတယ်เนาะဘာလို့လဲဆိုတော့တင်ဟာအဲတဖက်လူအတွက်အမြဲတမ်းအစင်းသင်းဖြစ်နေတယ် ready ဖြစ်နေတယ်ဘလို့ဘလို့ပေါ့နော်တိုင်းမင်စရာတွေဆွေးနွေးစရာတွေရှိရဆိုလို့ရှိရင်လေတဖက်လူ ਨੇ အကြိုက်တူပြီးတော့လိုက်ပြီးတော့ ညှိပေးနိုင်နေပေါ့နော် adjust တွေပဲဖြစ်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့လူတွေကမြင်နေလက်ရှိမှာတော့တင့်ကိုသူတို့မြင်ထားတဲ့နောက်တစ်ချက်ကတင့်ရင်ထဲမှာခံစားနေရတဲ့ခံစားချက်တခုရှိလိမ့်မယ်ဥမာ relationship ဆိုလဲအသေးကွဲနေတာပေါ့ဆောင်းပွဲဆိုလို့ရှင်လဲအဲဆောင်းပွဲเจ้าဖို့လို့ပေါ့နော်အဲ့လိုစိတ်ခံစားချက်ပြင်းထန်နေတာပေါ့နော်အဲ့လိုမျိုးအထဲထဲမှာပေါ့နော်အဲ့လိုစိတ်ဝမ်းနဲ့အားငယ်တဲ့စိတ်ကလေးတခုတော့လက်ရှိမှာခံစားနေရတယ်လို့သင်ဟုတ် လူတွေကမြင်ထားတာမျိုးရှိပါတယ်။အဲဆိုရင်ဒါက fine tool လေးတွေအတွက် reading ဖြစ်ပါတယ်။ဒါဆိုရင်ဒီပုံလေးကို ရေးထားတဲ့ fine 3လေးတွေ ဖိုင်တရီလေးတွေကို လူတွေကဘယ်လိုမြင်ကြလဲเนาะလူတွေကလူတွေကပေါ့เนาะတင့်အောင်မြင်တဲ့အမြင်ကဘာလဲဆိုရင်တင်ကပေါ့เนาะအဲစမ်းပွင့်နေเนาะစမ်းပွင့်နေစမ်းအားကောင်းနေ တင့်ရဲ့ဘေးနားမှာတင့်ကိုကူညီခြင်းတဲ့သူတွေလည်းအများကြီးရှိတယ်။တင်ကလူတွေရဲ့စိတ်ဝင်စားမှုခံရအောင်လို့လည်းဖန်တီးနိုင်စွမ်းရှိတဲ့သူမျိုးဖြစ်တယ်။အဲဒါကြောင့်လို့လည်းလူတွေကပေါ့နော်တင့်ကိုချစ်ကြတယ်လို့အချစ်တယ်ဆိုတာကခုနလိုပေါ့နော်နည်းနည်းစမ်းအားကောင်းတယ်လို့မြင်ထားတာမျိုးရှိတယ်။လူတွေမဟုတ်ဘူးပေါ့နော်ဒါနတ်မြတ်နဲ့ကောင်းနေရလဲတင့်ကိုအထောက်ပံ့ပေးတတ်တဲ့အထောက်ပံ့ပေးခြင်းကိုပေါ့နော်ရရှိနိုင်တဲ့ခံစားနိုင်တဲ့ အဲလူတယောက်ဖြစ်တယ်လို့လေလူတွေကမြင်ထားတာမျိုးရှိတယ်။နောက်တစ်ခုကတင့်ကိုပေါ့နော်လူတွေကမြင်တာလူလယ်လေးလို့လည်းမြင်တယ်ပေါ့နော်လူလယ်လေးလူလယ်ပေါ့နော်လူလယ်မပေါ့နော်လူလယ်မလေးပေါ့အဲ့လိုမျိုးလေးမြင်ထားတာမျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တင်ရတဲ့လူတွေစီကနေပြီးတော့ပေါ့နော်တင့်အတွက်ကောင်းကျိုးဖြစ်ထုံးမဲ့ပေါ့နော်အချက်တွေကောင်းကျိုးဖြစ်ထုံးမဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သူတစ်ပါးစီကနေပြီးတော့တင့်စီကိုကူဆက်လာအောင်လို့ယူနိုင်စွမ်းရှိတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ဒါကတော့မကောင်းတဲ့စကလုံးနဲ့သုံးရင်တော့အမြတ်ထုတ်တယ်လို့လည်းသုံးလို့ရတာပေါ့နော်တကယ်တမ်းကျတော့အမြတ်ထုတ်တယ်လို့တော့မဟုတ်ဘူးပေါ့ဟိုသူများစီကအုံနောက်ဖောက်စားတယ်တို့ပါတော့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းမှန်တာပဲလीနော်နောက်ပြတော့သင်ကပေါ့နော်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဟိုလောကရအနေနဲ့အတက်ကြပေါ့နော်ဘာတွေပဲကြုံနေရပါစီတဲ့နော်ဟိုအမြဲတမ်းပေါ့နော်ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါတော်တော်လတ်လတ်နဲ့ တင့်အောင်ကြည်ရတာပေါ့နော်လန်းဆန်းနေတာမျိုးပေါ့နော်ကြည်တဲ့သူတော်မှတင့်အောင်ကြည်လိုက်လို့ရှင်လန်းဆန်းတက်ကြွနေရမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့တင့်အမြဲတမ်းပျော်ရွှင်နေတဲ့သူမျိုးဖြစ်လိမ့်မယ်လို့တော့လူတွေကမြင်တယ်နော်လူတွေကမြင်တယ်အဲသူတို့သဘောကျတဲ့တစ်ချက်ကတော့တင်ရတော့လဲတယ်ပေါ့နော်လဲတယ်ဆိုတဲ့အခါကျတော့ဟိုအဲ့လိုမျိုးပြောမလဲဆိုရင်အာစီးပွားရေးဖြစ်စေပညာရေးဖြစ်စေပေါ့နော် ကိုမရတဲ့စာတပုတ်ကိုသူများစီကနေပြီးတော့သူများတွတ်နေတယ်သူများလိမ့်လာနေတယ်သူများတင်ကြားနေတယ်ဆိုရင်အဲ့ဒီမှာသွားပြီးကြည့်လိုက်တဲ့အခါမှာကို့အတွက်တကူးသွားတယ်ပေါ့နော်ရလာတယ်ကိုမရတဲ့ဟာသူစီကနေရလာတာပေါ့ဒီလားအဲ့လိုမျိုးပေါ့အဲစီးပွားရေးဆိုလည်းအဲ့လိုပဲပေါ့နော် ကိုတကယ်ရမဲ့အမြတ်အစွန်းက30ရာခိုင်နှုန်းဆိုရင် ကိုယ့်ရဲ့လက်ထဲကိုအမြတ်အဆုံးကို80ရာခိုင်နှုန်းလောက်ထွက်လာအောင်သင်ရလုံနိုင်စွမ်းရှိတယ်။သိလား။အဲ့လိုမျိုးပေါ့နော်။သူများတွေစီကနေ data တွေစုဆောင်းပြီးတော့သင်အတွက်ကောင်းချိုးဖြစ်အောင်လို့သင်လုံနိုင်စွမ်းရှိတယ်။အဲ့မျိုးမြင်နေနော်။နောက်တစ်ခုလူတွေကသင်ကိုတစ်ခုထင်တာကဘာလဲဆိုသင်သည်သင်ရဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းဒီပေါ့နော်။တစ်နေ့ထက်တစ်နေ့အနာဂတ်မှာအာ ရုပ်ရော့သွားမဲ့သူမျိုးမဟုတ်လောက်ဘူးเนาะတင့်ရဲ့ကံကြမ္မာဘဝတည်ပေါ့เนาะတင့်ရဲ့ဘဝပေးအခြေအနေတည်ဘဝအခြေအနေတည် lifestyle တည်တနေ့ထက်တနေ့တစ်နှစ်ထက်တစ်နှစ်ပို့ပြီးတော့ကောင်းမွန်ပြီးတော့တာယာပြီးတော့အဆင်ပြေလာမဲ့လူမျိုးဖြစ်တယ်လို့သူတို့ကမြင်ထားတယ်စုပ်ယုပ်မဲ့သူမျိုးမဟုတ်လောက်ဘူးလို့မြင်ထားတယ်ပေါ့เนาะ ဒါမှမဟုတ်သင်လက်ရှိမှာတဲ့တခုခုသိရင်နဲ့မှာပေါ့နော်나ကြီးစရာတခုခုရှိနေတယ်나ကြီးတယ်ဆိုတာအညိုတင်းနေတော့မဟုတ်ဘူး나ကျင်လို့나ကျင်လုံးလို့ပေါ့နော်ရှင်ထဲမှာ나ကျင်မှုတခုရှိနေတယ်ဒါနဲ့ထုတ်ခံတယ်လို့မျိုးပေါ့နော်သင်မှာ나ကျင်မှုရှိနေလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်သင်သည်သင်ရဲ့မူလတဘာဝပေါ့နော်သင်ရဲ့မူလတဘာဝကတော့ ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်လူတွေကတင့်ကိုကြည့်လိုက်မယ်ဆိုရင်ပြုံးပြုံးရွှင်ရွှင်ပျော့ပျော့ရွှင်ရွှင်နဲ့ကလေးတယောက်လိုလွတ်လပ်ပေါ်ပါစွာနော်ဟိုအိမ်ရှိကွက်လမှာထွက်ပြီးတော့ကစားနေတဲ့ကလေးတယောက်လိုမျိုးလွတ်လပ်ပျော့ပေါ်ပါစွာပေါ့နော်တင့်ကိုမြင်မြင်နေရမယ်ပုံမှန်မြင်နေရမယ်ပုံစံကအဲ့လိုဖြစ်နိုင်တယ်ဆိုပေမဲ့လက်ရှိမှာတော့တင့်ဒီတင့်ရင်ထဲမှာနာကျင်မှုတစ်ခုရှိနေတယ်အဲ့ဒီနာကျင်မှုနဲ့ပတ်သက်ပြီး တင်ဟာလူတွေကိုပေါ့နော် ထုတ်လည်းမပြောဘူးကိုယ့်အကိုပဲတိတ်တဆိတ်ခံစားတာဖြစ်တဲ့အတွက်တင်ကတင်ကိုနာကျင်စေတဲ့သူကိုပေါ့နော်ဟိုထပြီးတော့ထုလိုက်ခြင်းနဲ့ဆိုရက်စိတ်မျိုးဖြစ်နေလိမ့်မယ်လို့တော့လူတွေကမြင်တယ်ဒါမဲ့တင်တကယ်လှုပ်လာဆိုတော့မလှုပ်ဘူးပေါ့နော်အဲ့လိုမျိုးမလှုပ်ကြရတဲ့အတွက်မလှုပ်ဖြစ်တဲ့အတွက်မလှုပ်နိုင်တဲ့အတွက်နော်လက်ထီကိုရောမလှုပ်နိုင်တဲ့အတွက်အဲတင်ကိုလာပေးထားတဲ့နာကျင်မှုကြီးက အထဲထဲမှာပေါ့နော် အောင်းပြီးတော့ပောက်ကွဲနေတဲ့မီးငိမ့်တောင်လိုမျိုးပေါ့နော် အထဲမှာအမီးတောင်ဖြစ်ပြီးတော့ရှင်ထဲမှာမီးတောင်ဖြစ်နေတယ်ပေါ့နော်မီးတောင်ဖြစ်နေတဲ့အခြေအနေမျိုးကိုဟိုခံစားနေရလိမ့်မယ်လို့လူတွေကမြင်ထားတာမျိုးရှိတယ်။လက်ရှိမှာနောက်တစ်ခုသူတို့မြင်ထားတာကတော့တင်းသွားနေတဲ့လမ်းကြောင်းတစ်ခုခု ဖြစ်စေပေါ့နော်တင့်မှာအန်တင်းတစ်ခုခု ရှိနေနိုင်မယ်လို့လူတွေက မြင်ထားတယ်အန်တင်းဆိုတာ ဘာပဲဖြစ်ဖြစ်ပေါ့နော်ဥမာ relationship ပဲဖြစ်ဖြစ်အာနေရတေတာပဲဖြစ်ဖြစ်တခုခုပေါ့ဘာပဲဖြစ်ဖြစ်နော်အဲ့လိုအဆုံးသတ်မှုတခုခုပေါ့နော်တင်တင်ကပေါ့နော်ပြန်ဘယ်တော့မှဥမာစီးပွားရေးဆိုလဲဒီစီးပွားရေးကိုဘယ်တော့မှမလုပ်တော့ဘူးဆိုပြီးတော့လမ်းကြောင်းအသေးရှာဖွေဖို့ဆုံးဖြတ်ထားတယ်လို့ဆိုလို့ရှိရင်လည်းဒီလူနဲ့ဘယ်တော့မှမပတ်သက်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့အန်တင်းပေါ့နော်ဘာအန်တင်းမဲ့ဖြစ်ဖြစ်တင်မှာ အဆုံးတတ်မှုတစ်ခုရှိနေလိမ့်မယ်ပေါ့နော်အဲ့တော့တင့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့နာကျင်မှုတွေအဲ့ဒီအဆုံးတတ်မှုနဲ့လည်းပတ်သက်ရင်ပတ်သက်နေလိမ့်မယ်လို့လူတွေကအတင်ကိုထင်ကြီးပေးနေကြတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်။တင်းရဲ့ life ထဲမှာတင်းဘဝထဲမှာပေါ့နော်။တင်းရဲ့ personal ထဲမှာပဲဖြစ်ဖြစ်တင်းရဲ့ professional ထဲမှာပဲဖြစ်ဖြစ်အာ 感受金、感刚金，呃，表寻亚金，万能机关亚金，不如千年对，不如千年对白，七八岁，等下了不？喏，路里不，哦，路里不嘞？တာဝန်ကြည်တဲ့သူမျိုးတာဝန်ကြည်ဖို့အတွက်စူးစမ်းတာပေါ့နော်ပြောမယ်ဆိုတာဝန်ကြည်တဲ့သူမျိုးဆိုတဲ့စကားထက်တဘာဝအရာကြည်တာမကြည်တာတော့မသိဘူးဒါပေမဲ့သူတို့အမြင်မှာတော့တင်ကတင်ဘက်ကနေပေါ့နော်အဲ့လိုတာဝန်ကြည်နိုင်အောင်လို့အမြဲတစီ ကြိုးစားနေတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်လို့တော့မြင်တယ်။အဲ့တော့လက်ရှိမှာတချို့ဆိုလို့ရှင်ပေါ့နော်။လူတွေကမြင်ထားတာတင်သည်အိမ်ပြောင်းချင်တာတို့နော်။နေရပြောင်းချင်တာတို့ခီးသွားချင်တာတို့အဲ့လိုစိတ်မျိုးဖြစ်နေလိမ့်မယ်နော်။အဲ့လိုစိတ်မျိုးနဲ့ပတ်သက်ပြီးတော့အာတပိုင်းတည်နေလိမ့်မယ်လို့တော့လူတွေကမြင်ထားတာမျိုးရှိတယ်။တင်ခီးတွေသွားတာတင်ကြိုက်တယ်။ နော်တင်ခီးသွားချင်းနေတယ်ဒါမှမဟုတ်လို့ချင်းလဲတင်အိုးအိမ်အစ်စ်လိုချင်းနေတယ်နေရာအစ်စ်ကို ရွှေ့ပြောင်းချင်းနေတယ်လို့လူတွေကမြင်ထားတယ်နော်တင်အောင်အဲ့လိုလေးမြင်တယ်နောက်တစ်ခုကဘာလဲဆိုရင်တင်ငါတဲ့ဘဝမှာပေါ့နော်ဟိုချောချောချွချွချောချောမှုမှုနဲ့ဟိုအရာအားလုံးကဖြစ်သွားတာမျိုးမဟုတ်ဖဲနဲ့တင်ရဲ့ဘဝမှာတင်ရဲ့ဘေးနားမှာတင်ရဲ့အပတ်ဝန်းကျင်မှာတင်လုံးရမယ့်ကိစ္စတွေမှာပေါ့နော်တင်ရည်ရွယ်လိုက်လို့ရှိရင် တင်လုတ်တဲ့ကိစ္စကမကောင်းပါဘူးเนาะအဲ့ဒါမလုတ်ပါနဲ့တင်မလုတ်နိုင်ပါဘူးစသဖြင့်ပေါ့အဲ့လိုမျိုးဟိုပြောမယ်ဆိုဘူးဘူးဘူးဆိုပြီးတော့ negative ပေါ့เนาะတင်းရဲ့အရေးချင်းကိုတင်မလုတ်နိုင်ပါဘူးဆိုပြီးတော့အမှတ်၃ညအမှတ်ပေးလိုက်တာပေါ့ဒီလားအမှတ်90တရားပေးတာမဟုတ်ဘဲနဲ့အမှတ်၃ညပေးလိုက်တာเนาะအဲ့လိုမျိုးပတ်ဝန်းကျင်ကတဲ့เนาะတင်းကိုအမှတ်0ပေးနေမဲ့ ပေးခြင်းကိုခံရမဲ့သူတယောက်တော့ဖြစ်တယ်လို့သူတို့ဘက်ကမြင်ထားတယ်ဒါအသင်အရေးချင်းမရှိလို့တော့မဟုတ်ဘူးเนาะဒါပေမဲ့တင်တဲ့နီးစပ်ရာပတ်ဝန်းကျင်ကတင်ကျူးစားနေတဲ့အရာတင်လုံးနေတဲ့အရာတင်သွားနေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတင်ကိုအမှတ်ကောင်းကောင်း great အစင်မြင့်မြင့်เนาะအစင်မြင့်မြင့် great A တို့ပါတော့တိတ်မပေးတတ်ကြဘူးတဲ့ဘာလို့လဲဆိုတော့သူတို့ကတင်ကိုတင်လုံးနိုင်လိမ့်မယ်လို့သိပြီးယုံကြည်မှုမရှိဘူးနည်းနည်းအထင်သေးတဲ့အထင်မှပါတယ်အဲ့တော့ယုံကြည်မှု တိတ်မရှိတဲ့အတွက်တင်လုံနိုင်လိမ့်မယ်လို့သူတို့ကမထင်တဲ့အတွက်အဲ့ဒါတော့မလုပ်ပါနဲ့ဆိုပြီးအမြဲတမ်းပေါ့နော်ကိုလုံးချင်တဲ့အရာနဲ့ပတ်သက်ပြီးတားဆီးပိတ်ပင်ခြင်းခံရတတ်တဲ့လူစားမျိုးလေးထဲမှာလည်းပါလိမ့်မယ်လို့လူတွေကမြင်တယ်နော်အဲ့ဒါမျိုးလေးမြင်ထားတာရှိတယ်အဲ့ဒါမျိုးလေးတော့ရှိပါတယ်အဲ့တော့အဓိကတော့တင်ကပေါ့နော်လူနဲ့ချစ်ခင်ချင်းခံရ နေတယ်လို့တော့ဗောနော်လက်ရှိမှာမြင်အပ်တဲ့ပုံကိုပဲဖြစ်ဖြစ်မမြင်ရတဲ့ပုံကိုပဲဖြစ်ဖြစ်ဗောနော်အဲ့တော့လူနဲ့ချစ်ခင်ချင်းခံနေရတယ်လို့တော့လူတွေကမြင်ထားတာမျိုးရှိပါတယ်ဒါဆိုရင်ဒါက find 3လေးတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့ find 3ခုလောရဲ့အဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံတွေ့ကြမယ်နော်